အီရန်၏နျူကလ িয়ার နှင့်စစ်ဘက်အဆောက်အအုံများပြင်းပြင်းထန်ထန်တိုက်ခိုက်ခံခဲ့ရပြီးဗိုလ်ချုပ်အချို့သေဆုံးခဲ့ရပြီးနောက်အီရန်ကဇော်လ14ရက်နံနက်ပိုင်းမှာအစ္စရေးကိုဒုံးကျည်များဖြင့်ဒရဆက်ပစ်ခတ်ခဲ့ပါတယ်။ညအချိန်မှာအစ္စရေးနိုင်ငံတော်လေကြောင်းအချက်ပေးတပ်များနှင့်ပောက်ကွဲတပ်များကိုကျေလောင်စွာကြားခဲ့ရပါတယ်။နေကယ်ပြားအနေနဲ့ဘုံခုချင်းများထဲတွင်တွားရောက်ခိုးလုံကြရဲဇော်လ14ရက်နံနက်ပိုင်းမှာအစ္စရေးစစ်တပ်ကမြစ်တာရက်ခတ်ခဲ့ပါတယ်။ အီရန်၏နောက်ဆုံးပြင်းထန်စွာတိုက်ခိုက်မှုအတွေ့ဒုံးကျည်ဒါဇင်ပေါင်းများစွာကိုပစ်လွတ်ခဲ့တယ်လို့အစ္စရေးစစ်တပ်ကပြောကြားခဲ့ပါတယ်။ဒုံးကျည်အချို့ကိုကြားဖြတ်ချခဲ့ရတယ်လို့ဆိုပါတယ်။အစ္စရေးနိုင်ငံတဲကပစ်မှတ်ဒါဇင်ပေါင်းများစွာကိုတိုက်ခိုက်ခဲ့ကြောင်းအီရန်တော်လှန်ရေးအဆောင်တပ်ကပြောကြားခဲ့ပြီးနောက်အစ္စရေးတဲအဗစ်မျိုးလည်းရှိမိုးမျော်တိုက်ကြီးများ၏အထက်တွင်မိဂိုပြားတလိမ့်လိမ့်တက်လာနေသည်ကိုတွေ့ရတယ်လို့ AFP သတင်းထောက်များကပြောကြားခဲ့ပါသည်။ အစ္စရေးမီတာတပ်ဖွဲ့ဝင်များကအီရန်၏ဒုံးကျည်တိုက်ခိုက်မှုများအပြီးတွင်ကယ်ဆယ်ရေးလုပ်ငန်းများကိုဆောင်ရွက်လျက်ရှိရာအထက်မြင့်အဆောက်အုံများထဲမှပိတ်မိနေသူများကိုကယ်ဆယ်နေတယ်လို့သိရပါဗျ။ Gashdan area 9 34ဦးတရားရရှိခဲ့တယ်လို့ ကယ်ဆယ်ရေးသမားများကပြောကြားပါရယ်အမျိုးသမီးတဦးဟာဒဏ်ရာများဖြင့်နောက်ပိုင်းတွင်သေဆုံးသွားခဲ့တယ်လို့ Israel Media ကဖော်ပြခဲ့ပါရယ်နေဂန်ချန်ကာဘီဇွန်ကသတိပေးချက်ကိုလက်ခံရရှိခဲ့ပြီးနောက်၎င်းဟာမြေောက်ဘုံကိုချင်းထံအပြေးလွှားသွားခဲ့ရတယ်လို့ AFP ကိုပြောပါရယ်ဇော်လ၁၄ရက်နေ့ပိုင်းတွင် Iran ၏မြို့တော် Tehran ရှိ Marabat လေဆိပ်၌မီးလောင်တွေပေးမိဘများထွက်လာတာကို AFP သတင်းတောက်ကတွေ့တယ်လို့ဆိုပါရယ်လေဆိပ်၌ပောက်ကွဲမှုဖြစ်ပွားခဲ့တယ်လို့ဒေသတွင်းမီဒီယာကဖော်ပြခဲ့ပါရယ် လေကြောင်းကာကွယ်ရေးစနစ်ကိုဖွင့်ထားလိုက်သည်ဟုစစောပိုင်းမှာအီရန်ကပြောကြားခဲ့ပါတယ်။ဒါကြောင့်မြို့တော်တွေပောက်ကွဲတံများကိုကြားရနိုင်တယ်လို့ဆိုပါတယ်။ပြည်သူများဟာအီရန်စစ်တပ်၏လက်တုပ်ပြန်မှုကိုဩဘာပေးတဲ့အနေနဲ့တီဟီရန်မြို့၏လမ်းများအပေါ်ကိုညအချိန်တွင်ထွက်လာခဲ့ကြပါတယ်။အချို့ကအမျိုးသားလမ်းများကိုဝေရမ်းခဲ့ကြပြီးအစ္စရေးစံကြည်ရေးစောင့်ပုတ်များကိုကြွေးကြော်ခဲ့ကြပါတယ်။အစ္စရေး၏ပထမကြိမ်တိုက်ခိုက်မှုများအတွေ့အီရန်နိုင်ငံ၌88ဦးသေဆုံးခဲ့ပြီး320ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ကုလသမဂ္ဂ ဆိုင်ရာအီရတ်တပ်အမတ်ကဇွန်လ17ရက်မှာပြောကြားခဲ့ပါတယ်